အားလုံးပဲမင်္ဂလာပါ Football Days 88 channel ကနေပြီးတော့ညီကိုတို့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်တပွဲကောင်းလေးတွေမောင်းတွဲလေးတွေလည်းတင်ပေးသွားမှာမို့လို့ like and follow လို့တွားပေးကြပါအောင်ဗျာ Man City versus Liverpool Premier League ပွဲစဉ်စကစ်ထိပ်တိုက်တွေးဆုံမှုနဲ့ပွဲကြိုတုံတချာနှစ်သင်းလုံးကအရန်ကောင်းနေတယ် Man City ဆိုရင်လည်းနောက်ပိုင်းပွဲတွေတည်တည်ငြိမ်ငြိမ်နဲ့အနိုင်ယူလာတာတွေ့ရတယ်လို့ Liverpool ကလည်းပိုပြီးစိတ်ဝင်စားစရာကောင်းတယ်သူတို့ပြန်လာပြီဆိုတာကိုတတ်သိပြသပြီးပြီး ရီယယ်မက်ဒရစ်ကိုအနိုင်ရရှိထားမှုနဲ့အတူစိတ်တပိုင်းရအယံစထရောင်းဖြစ်နေမယ်ဆိုတာအသေးချာပဲဗျတခုရှိတာကလီဗာပူးကဒဏ်ရာပြဿနာတွေရှိနေတယ်မန်စီးတီးကတော့ဒဏ်ရာပြဿနာနည်းပဲဗျ head to head မှာဆိုရင်တော့လီဗာပူးကနှစ်ကြော်လုံးနိုင်ထားတာကိုတွေ့ရတယ်မန်စီးတီးကလည်းဟာလန်ရဲ့ twin goal အနေနဲ့အတူ on fire ဖြစ်နေတာဆိုတော့တကယ်ကိုကြည့်ကောင်းနိုင်တဲ့ပွဲတစ်ပွဲဖြစ်တယ်တရေကိုဥတီနိုင်တယ်ကျေးရမှာမန်စီးတီးကတရေအချုံးပေးထားတယ်ဆိုတော့ညီကိုတို့ဘယ်လိုထင်ကြလဲဗျ မင်းမင်းကတော့မန်စီးတီးကြီးအောက်ကြိုက်တယ်ဗျအဆုံးထိကြည့်ပေးသွားလို့ညီကိုတို့အားလုံးကိုကျေးဇူးတင်ပါတယ်မင်းမင်းရဲ့ Telegram Channel လေးကိုလည်း join ထားပေးကြပါဦး